ာဓာတုဇေရီဩဒိတဇေရီပရိဘောဂဇေရီတော်ဇေရီတော်များနှင့်ဆင်းတုတော်များအားဤမှပုပ္ပံဝါပန်းမျိုးစုံတို့ဖြင့်ဒေမနိဗ္ဗာန်ကိုရည်မှန်း၍ပူဇေမှာဆက်ကလူတော်ပူဇော်ပါကုန်၏အရှင်မြတ်ဖေဟာဣမိနကာမိနပုံကြီးနာယင်းဤခုဤသို့ဆက်ကလူတန်းပူဇော်ရသောအကျိုးအကြောင်းဖရာတပည့်တော်တပည့်တော်မှအပေါင်းတို့သည်ပဋိသန္ဓေနေခြင်းစေရဲ့ဥခြင်းစေရဲ့နာခြင်းစေရဲ့ တေကြည်ဆင်းရဲ့အပေါင်းတို့ဤကင်းရကိုရချုပ်ရငိမ့်ရဖြစ်သောနိဗ္ဗာန်ရွှေပြည်မြတ်သူဝိဘဝတူတူနှင့်ရလွယ်ရောက်လွယ်ကြည်ကြပွားများအထုံနိုင်ကြကုန်သောအမျိုးကောင်းသားယရနာအမျိုးကောင်းသမီးယရနာများဖြစ်ရပါလို့ဤအရှင်မြတ်ဖျား 像那那东巴乌台草原，毕拉公、东巴尼公、毕尼阿公、东巴阿公，这片片从那木到结束了，新生长新大面积啊，修口坡上坡苗满绿腰，跟着就要昂开面啊！我嘎达，我嘎达，我嘎达，太阳刚，国旗刚，满脑刚。

လက်ဆုံးမိုး၏ရှိခိုးဘူးသောဘူးရောမိုင်းလျှော့ရောပါ၏ရှင်မယတရှိကျမ်းမှာစိတ်ချမ်းသာ၍လူရဆန္ဒပြီးဝစေကြောင်းကောင်းမှုမင်္ဂလာဖြစ်ပါစေရန်အလိုငါဖရာမျက်ဆုံးယေရနာတရားမျက်ဆုံးယေရနာတန်ခါမျက်ဆုံးယေရနာယေရနာမျက်သုံးပါတို့အား ယုတိမြတ်တို့လက်ဆုံမိုး၍ရှ िख ိုးပူဇော်ဖူမျောမှန်လျော့ကရောချသောတကိစ္ဆဂါရဝပနာမကုတုစေရနာဖြားဖြားတို့ကြောင့်ယနေ့ခါမှစ၍သက်ရှိခြင်းကျမ်းမာခြင်းခွန်အဘလပြေဝခြင်းဉာဏ်ပညာကြီးခြင်းစရှိသောကောင်းကျိုးချမ်းသာမင်္ဂလာပေါင်းတို့နှင့်ပြည့်စုံကြပြည်လင်နိဗ္ဗာန်ရောက်ကြောင်းသူတော်ကောင်းတို့၏ကျင့်တရားကိုကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြကုန်သည်ဖြစ်ပြီ ဒုက္ခခတ်သိချုပ်ငြိမ်းရာမျက်နှိဗ္ဗာန်သို့လင်းမြန်းဆောစွာကိုစီကိုယ်ငါမျက်မှောက်ပြုလွယ်နိုင်ကြပါစေ။ပြီးရဲ့သူနဲ့ပြရပါလို့ရှင်ဗျာ။သာသနာတော်နှစ်2559 19ကောဇာတက္ကရီ1389ခုနှစ်တကူလ15ရက်2016ခုနှစ်အေဘီလ12ရက် မန္တလေးတိုင်းဒေသကြီးပြည်ဦးတွင် ခရိုင်ပြည်ဦးတွင်မြို့နယ်အောင်ချမ်းသာရွာဓမ္မသဟာယသာသနာစင်တာဓမ္မရတိမဟာဓမ္မသဘာဓမ္မယုံကျောင်းတော်ကြီးတွင်ဆင်းခြင်းမှပြုလုပ်အပ်သည့်တင်းကြံကာလအထုဓမ္မသဘင်အခန္ဓာ၌မိဘများဖြစ်ကြသောဥလာအောင်နှင့်ဒေါခင်မေကြီးတို့အားမှူထား၍ရည်စူး၍တာကိုချမ်းမြေ့အောင်မိသားစုနှင့် ဥအောင်လွင်အောင်ဒေါ်ဣန္ဒရာအောင်သာမောစီဖြိုသမီးမချောတိရီလွင်မိသားစုတို့အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်တော်ဝိတူရပညာရှိအကြောင်းတရားဒေသနာတော်ဒီနေ့ညဓမ္မသဘင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖျားဤမဟာကရုဏာကုန်မှုအာယုံပြုကတည်ကျွတ်ဆောအပ်သော ဝန္ဒနာပနာမအာတိတဂါထာကိုရွတ်စုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိအပမိယံကာလံကရွန်တောတိဒုကရာတိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတ္တာယောနာထောဝိနိယမြာစွာတတဝါဤ ချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထမိညာခြင်းရှင်တော်မြတ်ဖရာသည်ကဗ္ဗကောတိဟိပိဂရေကဗာအရေအတွက်တင်ချတို့ဖြင့်တော်လဲအဘယ်မယံရေတွေတိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဗာရှိကြသောကာလပတ်လုံး လောကဟိတယတတလောကဤအကျိုးစီးပွားလောကအတိဒုက္ခရဏီဥစ္စာအသက်ချင်လက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီဆွန်ညင်းကြီးဟုကျက်တိထဝဲငါးသွဲအစုအလုံးခဲရင်တော်မူရုပ်ကို ကရွန်တော်ဖျားဖြည့်ရန်ဤတန်ကျုပ်ကိုအာထုတ်တော်မူရသည်ဖြစ်ပြီး ခေရံလက်ချင်းမျက်လုံးအသက်ဆုံးလျက်နှလုံးစိတ်ဝံကိုရောဤပင်မခြင်းသို့ကတောဘဝတဏ္ဏချင်းဖျံများစွာရောက်တော်မူခဲ့ရရှာလိမ့်မည်မဟာကရုဏိကတောတတ္တဝါများယင်ဝဲသားကဲ့သို့တနာချစ်ခင်မှာကရုဏာရှင်ဖြစ်တော်မူသောတသနာထသဝိနည်းများစွာတတ္တဝါဤ ချမ်းသာစီးပွားလိုလားတောင်းတကုန်ပေါင်းခါသည်ဖြင့်နာထမြညာသူရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောင်းမံကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အတုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းသာ ဝိတူရပညာရှိလောကမှာပညာရှိဆိုတဲ့ပုဂ္ဂိုလ်အလွန်လိုအပ်တဲ့ပုဂ္ဂိုလ်လူလောကအတိုင်းဝိုင်းတိုင်းမှာပညာရှိဆိုတဲ့ပုဂ္ဂိုလ်ရဲ့ဥဆောင်ညွှန်ကြားမှုရမှလူလောကကြီးကကြီးပွားတိုးတက်တာဖြစ်တယ်တိုင်းပြည်တစ်ပြည်မှာလည်းပဲပညာရှိပုဂ္ဂိုလ်ဆိုပဒမအရေးကြီးတယ် ပညာရှိကင်းမဲ့တဲ့တိုင်းပြည်ဟာအောင်မြင်မှုမရနိုင်ဘူးပေါ့ပြည်မျက်လုံးလို့ခေါ်တယ်တိုင်းပြည်ရဲ့မျက်လုံးသဘောဖြစ်တဲ့ပညာရှိပုဂ္ဂိုလ်တိုင်းပြည်မှာရှိမှသာလေကြီးပွားတိုးတက်တယ်သူအတိုင်းဝိုင်းထဲမှာလည်းပညာရှိပုဂ္ဂိုလ်အလုံးအရေးကြီးတယ်လောကမှာပညာကသာလဲဥဆောင်မှုပေးသွားတယ်ဆိုတာအလုံးထင်ရှားတယ်အမှန်တရားကိုသိဖို့ တရားတွေကိုဆင်းရဲဒုက္ခကလွတ်မြောက်အောင်ကယ်တင်နိုင်ဖို့ဆိုတဲ့နေရာမြတ်စွာဘုရားလိုပညာရှိပုဂ္ဂိုလ်မှသာစွမ်းဆောင်နိုင်တာဖြစ်တယ်ပေါ့ဒါကြောင့်မို့အရာရာဟာပညာကတာတာပဲဖြစ်တယ်ပညာဟာတကယ်ကိုတန်ဖိုးရှိလို့ပညာတန်ဖိုးရှိတော့ပညာရှိပုဂ္ဂိုလ်ဟာလည်းတန်ဖိုးရှိတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကပညာရှိရဲ့စံနှုန်းကိုဟောပြောဆုံးမတဲ့အခါမှာ နတေနပန္တိတောဟောတိယာဝတာဘဟုပါတတိစကားအများကြီးပြောတာနဲ့ပညာရှိတို့ခေါ်ရမှာတော့မဟုတ်ဘူးလို့မြတ်စွာဘုရားတတိပေးတယ်။လောကမှာတချို့ဟာစကားတွေအများကြီးပြောတယ်။အဲ့ဒီပြောတာနဲ့ပညာရှိလုံနေတဲ့ပုဂ္ဂိုလ်လည်းရှိတတ်သေးတယ်ပေါ့နော်။ခေမီအဝေရီအဘယောပညာရှိကိုအကြောင်းပြုလာလို့ရှင်လူတွေမှာ ဘေးရန်အန္တရာယ်ဆိုတာဘရောမှမဖြစ်ဘူးလူဘဝမှာအန္တရာယ်ကြုံရတယ်ဆိုတာပညာရှိကြောင့်ဘရောမှမဖြစ်ပညာရှိကြောင့်ဘရောမှရန်သူဆိုတာမရှိဘူးပညာရှိကြောင့်ကြောင်းမဲ့ဖွယ်ဘေးတွေကြုံတွေ့တယ်ဆိုတာလည်းမရှိဘူးဒါကြောင့်မို့ခေမီဉာဏ်ဉာဏ်နဲ့ဉာဏ်ဉာဏ်မှုတွေကိုပေးစွာနိုင်တယ်အဝီရိယံကင်းမှုပေးစွာနိုင်တယ်အဘယ ဖြစ်ရန်ကင်းကွာမှုတွေကိုပေးစွမ်းနိုင်တယ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးမှာတကယ်ပညာရှိလို့မြတ်စွာဘုရားကစံနှုန်းအနေနဲ့သတ်မှတ်ပြီးတော့ပြတာမင်္ဂလာသုတ်တံမှာလည်းပဲပဏိတာနေသသေဝနာလို့ဆိုကြီးပွားတိုးတက်ဖို့အတွက်အရေးကြီးဆုံးအစအဆုံးဘဝမှာစတင်မှုအရေးကြီးဆုံးအချက်ကိုဖော်ပြတဲ့အခါမှာပညာရှိ ပေါင်းသင်ဆက်ဆံပြီးပညာရှိရဲ့စကားနားထောင်မှု ပညာရှိနဲ့အတူတွဲဖက်ပြီးတော့အလုံးလို့ဖို့ဆိုတာမြတ်စွာဘုရားပဏိတန်နိသသေဝနာဆိုတဲ့စကားလုံးမင်္ဂလာတုတ်တံဟောပြောတာဖြစ်တယ်ပေါ့အဲ့တော့ပဏိတလို့ဆိုတဲ့ပညာရှိပုဂ္ဂိုလ်ဆိုဘယ်လိုပုဂ္ဂိုလ်မျိုးလဲလို့ဆိုပညာရှိဆိုတဲ့ပုဂ္ဂိုလ်ဘယ်တော့မှတစ်ဖက်သားဒုက္ခရောက်အောင်မကြံတွေးဘူး <laughs> တဖက်သားဒုက္ခရောက်စီမဲ့အတွေးမျိုးမတွေးဘူးတဖက်သားဒုက္ခရောက်စီမဲ့အပြောမျိုးဘယ်တော့မှမပြောဘူးတဖက်သားဒုက္ခရောက်စီမဲ့အလုပ်မျိုးကိုဘယ်တော့မှမလုပ်ဘူးဒီဆန်၃ရက်နဲ့လေပညာရှိဆိုတာတမတ်ဖို့ပြထားတာဖြစ်တယ်သူစိန်တိတစိန်တိအပြစ်ကင်းတဲ့အကြံအတွေးမျိုးသာရှိတယ်သူပါတိတပါတိ ကောင်းကျိုးချမ်းသာကိုဖြစ်ပွားစေနိုင်တဲ့အပြောအဆိုမျိုးကပြောဆိုသူကတ္တကမ္မကာတပည့်သားအကျိုးဖြစ်ထိုးမဲ့အလုပ်မျိုးကိုသာလုပ်တယ်အဲ့ဒါပညာရှိရဲ့တွင်ပြင်လက္ခဏာပဲလို့အင်္ဂုတ္တရနိကေမမြတ်စွာဘုရားစံအနေနဲ့ထုတ်ဖော်ဟောကြားထားတာဣန္ဒမအရေးပါတယ်အေဝိဓုရပညာရှိဆိုတဲ့အကြောင်းကြားဘူးတဲ့ပုဂ္ဂိုလ်လည်းရှိနိုင်မယ်မြတ်စွာဘုရားရဲ့ 950မှာပါတဲ့သန္တိဘတ်တော်လေးတွေမယ်ဇကြီး10ဘွဲဆိုတာရှိတယ်။ရှိတော့ကတော့မြန်မာလူမျိုးတွေဟာ950ဇက်တွေနဲ့အလွန်နှိစက်ပြီးတော့မြန်မာပြည်မှာတိုင်းပြည်အုပ်ချုပ်သွားတဲ့ဘရင်ကအစမူကြီးမတ်ရသေနာပတိအထိအမေမှုရန်အရာတန်းတွေဟာ950ဇက်ကြီး10ဘွဲပါဝင်950လို့ဇက်တွေတည်တည်ချာချာလေ့လာပြီးတော့ အဲ့ဒီကမြတ်ဗုဒ္ဓရဲ့အဆုံးအမတွေနဲ့တိုင်းပြည်ကောင်းအောင်လုပ်သွားကြတာဖြစ်တယ်ပေါ့နောက်ပိုင်းမှာမြန်မာနိုင်ငံလွတ်လပ်ရေးဆုံးရှုံးပြီးသွားတဲ့နောက်မှာစာရကဆိုတဲ့မြတ်ဗုဒ္ဓရဲ့အဆုံးအမတွေတဖြည်းဖြည်းမြန်မာလူမျိုးတွေနဲ့ဝေးကွာဝေးကွာပြီးတော့လာဒီကနေ့ဆိုရင်တော်တော်ဝေးကွာသွားပြီလို့ပြောရမှာရှေးတုန်းကဆိုရင် ရှင်းလူကြီးတွေရဲ့လိလမှုဟာဝိဒူရပြုတ်ဆိုပြီးတော့ကြပြဖွဲ့ပြီးတော့ဝိဒူရစัจကြီးကိုလိလပေးကြအဲ့ဒီဝိဒူရပြုတ်ဆိုတဲ့ဝိဒူရစัจကြီးကိုအလေးနဲ့ထားပြီးလေးလုံးဆက်ကြပြတွေနဲ့မြန်မာလူမျိုးတွေရဲ့ဒီယဉ်ကျေးမှုမြန်မာလူမျိုးတွေရဲ့အသိပညာဖွံ့ဖြိုးမှုကိုရှေးလူကြီးတွေပေးခဲ့ကြတာဖြစ်တယ်ပေါ့ စာပေကစာတကစတိုရီဆိုတဲ့စာပေကရတဲ့အဆုံးမတရားတော်တွေနဲ့တိုင်းပြည်အုပ်ချုပ်သွားကြတယ်။ဘုရင်ရဲ့အကြံပေးအမှတ်ကြီးတွေနောက်ဆုံးမှာတိုင်းပြည်ကို ကုစီဆောင်ရွက်လုပ်သွားတဲ့ဘုရင်တွေကအစမြတ်စွာဘုရား ဆုံးမတဲ့အဆုံးအမတွေနဲ့တိုင်းပြည်ကိုအုပ်ချုပ်သွားကြတယ်။အနောဓမင်းကြီးဆိုရင် အခုဒီကနေ့နယ်နိမိတ်တဲ့ကျယ်ပြန့်တဲ့မြန်မာပြည်ကြီးကိုတီထောင်